အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်။ဒီနေ့မှာကျွန်တော်တို့အတူတူကလေ့လာဆင်ခြင်ရမယ်။ခေါင်းစဉ်ကတော့နေ့စဉ်ဝစ်စင်ထားပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ကျမတို့တွေယုံကြည်သူရဲ့ဘဝမှာရန်သူအစ်စ်မှန်ကိုထေချာသိပြီးဆိုလို့ရှိရင်ကျမတို့နေ့ရက်တိုင်းမှာအမြဲအစဉ်သင်းနဲ့ပြင်ဆင်ထားဖို့လိုအပ်တဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဝိညာဉ်လက်နက်စုံတွေကိုဝတ်ဆင်ထားဖို့ဖြစ်တယ်။ဘုရားသခင်ကကျမတို့ကိုပြောထားလဲဆိုတော့ဗောနော်မာနရဲ့ပရိယေတွေကိုတာဆီးနိုင်ဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့လက်နက်စုံတွေကိုဝတ်ဆောင်ထားဖို့လိုအပ်တယ်ဆိုတာကိုသွန်သင်ထားတာဖြစ်တယ်။ဆိုတော့ကျမတို့ကိုဗောနော်တမန်တော်ကြီးရှင်ပေါလုအားဖြင့်ဘုရားသခင်က ားသူတို့မျိုးနဲ့သတိပေးထားတာဖြစ်တယ်အဲ့တော့ကျမတို့အရင်ဦးဆုံးလိုအပ်တဲ့အရာကဘာလဲဆိုတော့ဝိညာဉ်လက်နက်တွေဟာဘယ်အရာတွေလဲဆိုတာကိုသိဖို့ရန်အတွက်အရေးကြီးတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်အေဖတ်အဝါရာစာအခန်းကြီး6ထဲမှာဆိုလို့ရှိရင်ဒီအကြောင်းအရာကိုမြင်တွေ့ရတာဖြစ်တယ်ဟောကျမတို့ရင်ဆိုင် တိုက်ခိုက်နေရတဲ့သူကအသွေးအသားရှိတဲ့လူသားပေါ့နော်ဒီလူတွေဟာကျမတို့ရဲ့ရန်သူမဟုတ်ဘူးကျမတို့တကယ်ပဲနေ့ရက်တိုင်းမှာစိုင်းပြိုင်တိုက်လှန်နေရတဲ့ရန်သူအစ်စ်ဟာနော်အာလူစီဖာမအစားပေါ့နော်သူရဲ့အ အပေါင်းပါရီဖြစ်တဲ့တော့အထွန်းမြတ်အာနာဇက်လော်ဂီမောင်မိုက်မှာအစိုးတရားပြုလုပ်တဲ့မင်းငိုးကောင်းကင်မှာနေတဲ့နှက်ဆိုးနောက်ပြီးတော့လူတွေအထဲထဲမှာဝင်ရောက်နေထိုင်နေတဲ့နှက်ဆိုးစသဖြင့်ပေါ့နော်ဒီနှက်ဆိုးတွေရဲ့အာဒီဘယ်လိုပြောမလဲပါဝါယာဒူးအစစ်စစ်ပေါ့နော်ဒီယာတွေရှိတာဖြစ်တဲ့ဆိုတော့ကျွန်တော်တို့ကိုဘုရားသခင်ကပေါ့နော် နေ့ရက်စတိုင်းမှာသူ့ရဲ့လုံခြုံွယ်ကောင်းမှုအောက်မှာနေထိုင်ပြီးတော့မှကြော်ဖြတ်စေချင်တာဖြစ်တယ်။အဲဒီအတွက်ကြောင့်ကျမတို့ကိုဒီနတ်ဆိုးမောင်မိုက်တကူတွေနဲ့ဆိုင်ပြိုင်တိုက်လှမ်းရမှာဖြစ်တဲ့အတော့ကျမတို့ကိုနေ့ရက်တိုင်းမှာဒီဝိညာဉ်လက်နဲ့စုံတွေကိုယူတင်ဝတ်ဆောင်ဖို့ပြောထားတာဖြစ်တယ်။အမေချို့လီတွေကကြတော့ဒီအရာကိုနေ့တိုင်းမှာဝတ်ထားဖို့ရန်အတွက်မသိပဲနဲ့အရေးအကြောင်းကြုံမှငါတို့ဒီ အဲဒီဝိညာဉ်လက်လက်ဆုံးနေဝိမဲဆိုပြီးတော့မှအဲဗဇက်ကနေပြောတတ်တယ်ပေါ့နော်သစ္စာရိဟုသောခပန်းကိုစီးပါတယ်လို့ဘာညာပေါ့နော်ဆိုတော့တကယ်တော့ဒီအရာကပြောရမယ်ဆိုရင်အဲအဲ့လိုမျိုးလောက်ရမှာမဟုတ်ဘူးတကယ်ကကျမတို့နေ့တိုင်းနေ့တိုင်းနေ့တိုင်းမှာကျမတို့အသက်တာမှာဒီဝိညာဉ်လက်လက်ဆုံးတွေကိုအမြဲတမ်းနဲ့အစဉ်သင့်ပေါ့နော်ယူတဲ့ဝတ်ဆောင်ထားဖို့အရေးကြီးတယ်ကျမတို့အဲ့နေရင်တော့မှပဲဒီလက်လက်ဆုံးကိုအမြဲတမ်းဝတ်ဆောင်ပြီးတော့မှအိပ်ရမယ်နော်ပြောရလို့ရှိရင်တော့အာစားတော်လကောင်းတောက်တော်လကောင်းအပေမှုကိုပြု သည်ဖြစ်စေเนาะကျွန်တော်တို့သွာလာလှူရှားသည်ဖြစ်စေအိဆက်အနာယူသည်ဖြစ်စေအချိန်တိုင်းမှာဒီဝိညာဉ်လက်နက်စုံတွေကိုအမြဲတမ်းဝတ်ဆောင်ထားဖို့လိုအပ်တယ်အရန်လည်းအရေးကြီးပါတယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့အာဝိညာဉ်လက်နက်စုံကိုပေါ့เนาะဘယ်နှမျိုးအနေနဲ့သိကြလဲဆိုရင်တော်တော်များများကဝိညာဉ်လက်နက်စုံ6မျိုးရှိတယ်ဆိုပြီးတော့မှပြောတတ်ကြတာပေါ့เนาะတကယ်တော့ဒီနေရာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာ ဒီပေါ့နော်ခပန်းတို့ဒီခြေစွတ်တို့စသဖြင့်ဒီအရာကိုပဲကြည့်ဖို့မဟုတ်ပဲနဲ့ပေါ့နော်တကယ်တမ်းဘုရားခင်ကျမတို့ကိုဝစ်စင်စေခြင်းနဲ့အရာကိုသေချာလေးကြည့်မယ်ဆိုလို့ရှိရင်ဒီထဲမှာ၉မျိုးရှိတယ်ဆိုတော့တွေ့ရတယ်။နော်တကယ်တော့ကျမတို့ဘယ်ကနေစပြီးတော့မှဝေးရမှာလဲဆိုတော့သခင်ဘုရားအားဖြင့်၎င်း တကိုးတော်အရှင်အားဖြင့်၎င်းခိုင်ခန့်ခြင်းရှိကြလောဆိုရက် အဲ့ဒီပထမအဦးဆုံးစပြီးပြောထားတဲ့ဇကားကနေစပြီးမှကျမတို့ရဲ့ဝိညာဉ်လက်နက်စုံကိုယူတင်ဝတ်ဆောင်မှာဖြစ်တယ်။ဆိုတော့အရင်ဦးဆုံးသခင်ဘုရားအားဖြင့်၎င်းဆိုတာကဘာကိုပြောထားရလဲဆိုရင်ယေရှုဘုရားရဲ့အသွေးတော်အားဖြင့်ကျမတို့လုံခြုံရေးဝတ်ခြင်းရှိမှာဖြစ်တယ်။အဲ့ဒီဟာအားဖြင့်ကျမတို့ကခိုင်ခန့်ခြင်းရှိမှာဖြစ်တယ်။အဲ့ဒါကိုအရင်ပြောထားတာဖြစ်တယ်။ဒါကြောင့်နံပါတ်1အရေးကြီးတာကအသွေးတော်နဲ့လွှမ်းခြုံကွဲကဆုတောင်းဖို့ဟာအရေးကြီးပါတယ်။နံပါတ်2အနေနဲ့ကကြတော့တော့တကိုးတော်အရှိန်အားဖြင့်ကျမတို့ခိုင်ခန့်ခြင်းရှိရမယ်။ဆိုတော့တကိုးတော်အရှိန်ဆိုတာဘာ ကိုပြောချင်တာလဲဆိုဝိညာဉ်တော်ဘုရားရဲ့ကူမခြင်းဖြစ်တယ်။နော်ဝိညာဉ်တော်ဘုရားရဲ့ကူမခြင်းမရှိဘူးဆိုလို့ရှိရင်ဝိညာဉ်တော်ဘုရားရဲ့နေ့ရက်တိုင်းမှာကျွန်တော်တို့ကွယ်ကာဆောင်ထိန်ပေးခြင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဟာခိုင်ခံ့ခြင်းရှိမှာမဟုတ်ဘူး။ဒါကြောင့်မလို့နေ့ရက်စဉ်တိုင်းမှာလည်းတကောတော့အချိန်ဆိုရဲဒီဝိညာဉ်တော်ဘုရားကိုလည်းကျွန်တော်အမြဲတမ်းမှမိခိုးအားကိုးရမယ်။ဝိညာဉ်တော်ဘုရားကျွန်တော်ကိုမကောင်းမှုသွေးဆောင်ရာထဲမှာမလိုက်ပါသွားစေဘဲနဲ့ပေါ့နော်။ထိုမကောင်းမှုရဲ့လမ်းတွေထဲကနေကျွန်တော်ကိုကယ်နှုတ်ပါ။ကျွန်တော်ဒီသမာတရားလမ်းထဲမှာအမြဲတမ်းသွားပြီးတော့မှဟိုတော့ဘုရားနဲ့ တူတကွခိုင်ခိုင်ချင်ရှိချင်ပါတယ်ဆိုတာမျိုးကိုကျွန်တော်တို့ဆူတောင်းလို့ရတာဖြစ်တယ်။နဝင်းရှင်တော်ဖခင်ရဲ့အဖွင့်ပြခြင်းသွန်သင်ခြင်းစီတာပေးခြင်းအားဖြင့်မှသာလဲကျွန်တော်တို့ကမာနရဲ့ပရိယေတွေကိုစီတာနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီနှစ်ချက်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့နော်ဆက်ပြီးတော့မှကြီးတဲ့အခါမှာဘာတွေ့ရလဲဆိုရင် ဒီနောက်ဆုံးသောအချက်ဖြစ်တယ်ပေါ့နော်ကာလအစဉ်စိတ်နှလုံးပါလျက်ဆုတောင်းပထနာပြုခြင်းအမျိုးမျိုးတို့ဖြင့်ဆုတောင်းကြရလောထို့သောဆုတောင်းခြင်းကအားမရော့ပဲလျက်ငါမဆောက်၍တန်ရှင်းသူအပေါင်းတို့ဖို့ဆုတောင်းလျက်စောင့်ရှောက်ကြရလောဆိုတဲ့ဒီစကားလေးအဖြစ်ပေါ့နော်ကျမတို့ဆုတောင်းခြင်းဟာလည်းအင်မတန်မှအရေးကြီးတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့နော်ခုနကနှစ်ချက်ပြီးပြီဆိုရင်ကျမတို့ကိုခိုင်ခန့်စေမှာကဆုတောင်းခြင်းဆိုတဲ့လက်နက်ဖြစ်တယ်ဆုတောင်းခြင်းဆိုတဲ့လက်နက်ကိုကျမတို့သုံးတဲ့အခါမှာမေတ္တာပါပြီးတော့မှဆုတောင်းပေးရမှာဖြစ်တယ်ဒီတဲမှာပြော ထားတဲ့အတိုင်းကာလအစဉ်လို့ပြောထားတာဖြစ်တဲ့အတွက်တော့ကျမတို့ကဆုတောင်းခြင်းကိုလုံးဝရပ်တန့်ခြင်းမရှိဘဲနဲ့အမြဲတမ်းမပြတ်ဘုရားခင်ကိုဆုတောင်းရမှာဖြစ်တယ်။တော့ဆုတောင်းတဲ့အခါမှာလည်းစိတ်နှလုံးပါလျက်လို့ပြောထားတာဖြစ်တဲ့အတွက်ကျမတို့ကစိတ်နှလုံးသားကမေတ္တာစေနာလေးပါပြီးတော့မှဆုတောင်းပေးရမယ်။တော့ဆုတောင်းလို့သက်သက်ပဲဆိုပြီးတော့မှပြောနေဖို့မဟုတ်ဘူး။အချို့ကလည်းအမြဲတမ်းဆုတောင်းနေကြပုံစံကို အာရွတ်ဆိုတဲ့အခါမှာဂါထားလို့ပုံစံဖြစ်တတ်တယ်ပေါ့နော်စိတ်နှလုံးမပါတော့ဘဲနဲ့ရွတ်တာမျိုးဖြစ်သွားစာရွတ်တယ်လို့မျိုးရွတ်တာမျိုးဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးဆိုလို့ရှင်လည်းမရဘူးပေါ့နော်ညီညီမတို့အာဝိညာဉ်လက်နဲ့ထဲမှာနောက်တစ်ခုကပါလဲဆူတောင်းခြင်းဖြစ်တယ်ဒါကြောင့်မလို့ဆူတောင်းမှာကာလအစဉ်စိတ်နှလုံးပါပြီးတော့မှစေနာမြစ်တာနဲ့ဆူတောင်းမှာဘယ်သူတွေအတွက်ဆူတောင်းပေးရမှာလဲဆိုရင်ကိုယ့်ရဲ့ဝိညာဉ်ခေါင်းဆောင်မှာအစားကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းဝိညာဉ်ရေးရမောင်နှမမိမိရဲ့အာတိုင်းပြည်မိမိရဲ့အလုပ်အကိုင်းစသဖြင့်ပေါ့နော်အဲ့ဒီအရာတွေအားလုံးတည်းကျွန်တော်တို့ဆူ တောင်းပေးလို့ရတယ်ဆုတောင်းပြီးတော့မှကာကွယ်ဆောင်ရှောက်ရမယ်เนาะအာဒီနေ့မှကျမတို့တွေရင်ဆိုင်ဖြတ်သန်းနေရတာက ရိုးရိုးသားမှန်နေ့ရက်တွေမဟုတ်ဘူးတကယ်ကိုခက်ခဲတဲ့နေ့ရက်တွေကိုဖြတ်သန်းနေရတာဖြစ်တယ်။နော်ဘုရားသခင်ပြောထားတဲ့အတိုင်းပဲနောက်ဆုံးသောနေ့ရက်ကာလကဆိုးရုပ်လာတာနဲ့အများကျွန်တော်တို့ကကာလအချင်းကိုရွေးနှုတ်ဖို့လိုအပ်နေပြီ။နော်အနော်အခစ်ကလိုမျိုးပဲတောက်စားပြောပါခြင်းအမှုတွေပြုမှလူတွေကသတိမဲနဲ့နေနေတဲ့ခါမှာကျွန်တော်တို့ကသတိမဲစွာနဲ့အသက်ရှင်နေထိုင်လို့မရဘူး။အချင်းချင်းကိုဆုတောင်းပြီးတော့မှစောင့်ရှောက်ဖို့လိုအပ်တယ်။ လမ်းလွဲနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကျမတို့ဆူတောင်းပေးပြီးတော့မှသူတို့ကိုလမ်းမှန်ရောက်စေဖို့ရန်အတွက်လှုပ်ဆောင်ပေးဖို့ရန်အတွက်လည်းလိုအပ်တယ်ပေါ့နော်ဆိုတော့ဆူတောင်းခြင်းမရှိရင်ကျမတို့ကိုရန်သူကအခွင့်ရသွားနိုင်တယ်တမာတတိမရှိတဲ့အတွက်ပေါ့နော်ရန်သူဟာကျမတို့စီမှာအခွင့်ရသွားနိုင်တယ်ဒါကြောင့်မို့လို့အရေးကြီးတဲ့အချက်တိဆူတောင်းခြင်းဆိုရဲလက်နက်လဲပါဝင်တာဖြစ်တယ် ။နောက်ပြီးတဲ့ခါကျမှကျွန်တော်တို့အားလုံးသိကြရတဲ့နော်ဒီလက်နဲ့ဆုံ6မျိုးချောင်းကိုကျွန်တော်ဆက်ပြီးတော့မှလေ့လာကြမှာဖြစ်တဲ့။ဆိုတော့အရင်ဦးဆုံးကသစ္စာတိဟူသောခပန်းပေါ့နော်။ဆိုတော့သစ္စာမရှိရင်ခပတ်ကျွတ်တယ်လို့မျိုးပဲဖြစ်နေမယ်။ခိုင်ခန့်ခြင်းမရှိဘူးအားမရှိဘူးပေါ့နော်။ဒီယောမခင်မှာဆိုလို့ရှိရင် ရှင်ပေါ်လူကဒါကိုကြည့်ပြီးရေးထားတာပေါ့နော်။ဘာလဲဆိုတော့ယောမစစ်သားတွေဝိစင်နဲ့ဒီစစ်ဝတ်တစားဟာနော်ခပတ်ကအဓိကဖြစ်တယ်။နော်ခပတ်ကျိုးပြုတ်သွားပြီဆိုလို့ရှိရင်ဒီစစ်ဝတ်တစားတွေအားလုံးကပြုတ်ထွက်တာနဲ့အတူတူပဲပေါ့နော်။ဒါကြောင့် မဟုတ်လို့ဒီသစ္စာမရှိဘူးဆိုရင်ခပန်းကျွတ်ထွက်တယ်လို့ပဲဝစ်စင်ထားတဲ့စိတ်ဝိသစာတွေအားလုံးကကျွတ်ထွက်သွားနိုင်တာဖြစ်တယ်ဒါကြောင့်မလို့ခပတ်ကိုမြဲမြံစွာနဲ့ဝစ်စင်ခြင်းဟာလိုအပ်တယ်เนาะခပတ်ကိုဝစ်စင်ခြင်းဟာခွန်အားကိုဖြစ်စေတာဖြစ်တယ်เนาะဘုရားသခင်ကလည်းကျွန်တော်ကိုဘယ်လိုပြောထားလဲဆိုလို့ရှင်စစ်တိုက်ခြင်းကကိုရောဒီအကျွန်ုပ်ကိုခွန်အားခပန်းနဲ့စီး၍အကျွန်ုပ်တစ်ဖက်၌ထားတော်သူတို့ကိုအကျွန်ုပ်အောက်မှလှဲတော်မူ၏အာမင်เนาะ၁၈ခုမြောက်သောစာလအပိုင်းငယ်39မှာဖော်ပြထားတာဖြစ်ပါတယ်เนาะဘုရားသခင်ကစစ်တိုက်ဖို့ ို့ရန်အတွက်เนาะကျမတို့ကိုခွန်အားခပန်းနဲ့စီးပေးတယ်။ဒါကြောင့်မလို့ခပန်းတစ္ဆာရီဟူသောခပန်းဟာကျမတို့ရဲ့ခွန်အားဖြစ်တယ်။เนาะကျမတို့တစ္ဆာမရှိလို့မရဘူး။ ဘယ်အရာမှလဲဆိုတော့အရာခသိန်းအားလုံးမှာမိမိရဲ့အိမ်ထောင်မှာသစ္စာရှိရမယ်လုပ်ငန်းဆောင်တာเนาะလုပ်ငန်းခွင်မှာသစ္စာရှိရမယ်ဖခင်အပေါ်မှာသစ္စာရှိရမယ်မိရဲ့လူသားချင်းချင်းပေါ်မှာကျွန်တော်တို့သစ္စာရှိရမယ်နောက်သစ္စာဖောက်လို့မရသစ္စာဖောက်တဲ့လောက်ရကိုလှုပ်ထားရင်အဲ့ဒါဝိညာဉ်လက်နက်ဆုံးကိုမဝစ်ထားဘဲနဲ့ခပတ်ကျွတ်နေတာ ਨੇ တူတူပဲဖြစ်တယ်ဒါကြောင့်မလို့သစ္စာရှိဖို့ရန်အတွက်အရေးကြီးတယ်ဒါဟာလက်နက်ဆုံးတွေကတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဖြောင်းမက်ခြင်းပါเนาะဖြောင်းမက်ခြင်းဆိုတာရင်အုပ်တစားအနေနဲ့ဒီမှာပြောထားတယ်နောက်သူကဖြောင်းမက်ခြင်း င်းပါရမီလို့ပြောထားတာဖြစ်တဲ့အတွက်ပါရမီဆိုတာက အစဉ်အမြဲပေါ့နော်ပြုကျင့်နေရတဲ့အရာအချင်းချင်းအားထုတ်နေရတဲ့အရာပြက်ကွက်လို့မရအောင်သဘောကတော့ဗာလဲဆိုလို့ရှင်ကျမတို့ရဲ့ဒီရင်အုပ်တစားဆိုတာဗာလဲဆိုတော့ကျမတို့ရဲ့ဒီနှလုံးသားကိုပေါ့နော်ကာကွယ်ဖို့ရန်အတွက်ဖြောင့်မတ်ခြင်းဆိုတဲ့ဒီအရာဟာလူကိုလိုအပ်တယ်။ဗာဖြောင့်မတ်ခြင်းလဲဆိုတော့ယေရှုဘုရားအားဖြင့်ကျမတို့ရရှိထားပြီးသားဖြောင့်မတ်ခြင်းကိုကျမတို့ဆက်ပြီးတော့မှပြုကျင့်ရမယ်ထိမ့်သိမ်းရမယ်ဆိုတဲ့သဘောကိုဆိုလိုတာဖြစ်တယ်။ကျမတို့ဗာလဲဆိုတော့တရက်ကလေးပဲစိတ်တန့်ရှင်းအောင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံ လိုက်တဲ့အချိန်လေးမှာပဲဖြောင့်မတ်တာမျိုးမဟုတ်ပဲနဲ့ဒီတသက်လုံးကိုကျမတို့ကဒီဖြောင့်မတ်ခြင်းဆိုတဲ့ပါရမီကိုဆက်လက်ပြီးတော့မှထိမ့်သိမ့်တည်ဆောင်သွားရမှာဖြစ်တယ်ဒီဖြောင့်မတ်ခြင်းကိုမထိမ့်သိမ့်မှုဆိုရင်ကျမတို့နှလုံးသားကိုမဆောင်ရှောက်နိုင်မှုဖြစ်တယ်အဲ့ဒီသဘောကိုဆိုလိုထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဖြောင့်မတ်ခြင်းရင်အုပ်တစားကိုကျမတို့နေ့ရက်တိုင်းမှာဝတ်ထားဖို့လိုအပ်တယ် ောက်တစ်ချက်ကကြတော့ငြိမ်သက်ခြင်းဆိုရဲခြေစွပ်ဖြစ်တယ်ပေါ့နော်ခြေစွပ်ဆိုတာဖက်နှက်ကိုပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့စစ်တိုက်ဖို့ဆိုလို့ရှိရင်ဖက်နှက်ဟာမပါလို့မရအောင်ဟောကျမတို့ဖက်နှက်မပါဘဲနဲ့ခြေပလာနဲ့လမ်းလျှောက်ကြည့်ကြည့်ခရီးဝေးဝေးကိုကျမတို့မရှောင်းနိုင်ဘူးအဲ့ဒီထဲမှာမှစူးညောင်းခလုတ်တွေနဲ့ရှိမဲဆိုလို့ရှိရင်နော်နည်းနည်းမှမာတဲ့အရာလေးကျမတို့မနင်းနိုင်တဲ့အခါမှာခရီးဝေးကိုကျမတို့တွင်းကျဲမှာမဟုတ်ဘူးနော်အဲ့တော့ဘာလဲဆိုတော့ငြိမ်သက်ခြင်းရှိဖို့ရန်အတွက်ဆိုရင်ကျမတို့ဒီဒီဖက်နှက်ပေါ့နော်ဒီအရာဝတ်ဆင်ထားဖို့လိုအပ်တယ်ဆိုတော့ဒီဖက်နှက်ကိုမဝတ်ထားဘူးပြောရရင်တော့ကျမတို့မှာငြိမ်သက် ချင်းမရှိဘူးဆိုလို့ရှိရင်တော့ကျမတို့အသက်တာဟာအာရောက်ရခက်ပြီးတော့မှာပေါ့နော်ကျမတို့ဟာအေဝံဂေလိသတင်းကောင်းကိုလည်းဟောပြောနိုင်မှာမဟုတ်ဘူးကိုယ့်ရဲ့အသက်တာတောင်မှပဲညီသက်ချင်းမရှိတာသူများကိုသတင်းကောင်းဝေငှဖို့ဆိုရင်ဘယ်လိုလုပ်ဖြစ်နိုင်မလဲနော်ဒါကြောင့်မို့ကျမတို့အသက်တာထဲမှာပုံသက်တည်မဖြစ်ဘူးညီသက်ချင်းမရှိပုံသက်တည်မဖြစ်ဘူးအဲ့ဒီခါမှာအေဝံဂေလိတရားကိုလည်းကျမတို့ဟောနိုင်မှာမဟုတ်ဘူးနော်ဒါကြောင့်မို့ကျမတို့ကဖျောက်ခင်ရှိတော်မောင်းမှာညီသက်စွာနဲ့နေရမယ်ပြောချင်တာကအစာရှောင်စုတောင်းဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီခါမှာဘုရားသခင်ကကျမတို့ဘက်ကနေ ီပြီးတော့မှသူစစ်တိုက်ပေးမှာဖြစ်တယ်။ရောက်ကျမတို့ညီသက်ချင်းဆိုတဲ့ဖက်နှက်ကိုလည်းအမြဲတမ်းမှဝေဆင်ထားဖို့လိုအပ်တယ်။နောက်တစ်ချက်ကကြတော့ယုံကြည်ခြင်းဤဟူသောလှွားဖြစ်တယ်ပေါ့နော်။လှွားဆိုတာကဘာလဲဆိုတော့ကျမတို့တော့ဒီကိုယ်လုံးမှာချက်ဝတ်တစားဝတ်ထားပေမဲ့ရန်သူဟုတ်လားတိုက်ခိုက်တဲ့အရာကိုကာကွယ်ဖို့ပေါ့နော်။လှွားဆိုတာလည်းလိုအပ်သေးတယ်။ဆိုတော့ဒီလှွားကဘာလဲဆိုတော့ယုံကြည်ခြင်းဖြစ်တယ်နော်။ယုံကြည်ခြင်းဤဟူသောလှွားကိုကျမတို့ကခတ်သိမ်းသောလက်နက်တွေဝတ်ဆင်ပြီးမှအဲ့အရာကိုမိကြံခဲ့မယ်ဆိုရင်လည်းမရဘူးပေါ့နော်။ဆိုတော့ယုံကြည် ချင်းရိုင်လဲသွားတာနဲ့ယူပေါက်ဖြစ်ပြီးတော့မှအဲ့ဒီရလွတ်သွားတဲ့နေရာမှာရန်သူရဲ့ပြစ်ခတ်ခြင်းကျွန်တော်ခံခံရနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့မာနဲ့ပြစ်ခတ်တဲ့မီဆလနက်ကိုကာကွယ်ပေးနိုင်တဲ့အရာကဒီယုံကြည်ခြင်းဖြစ်တယ်။နော်ဆိုတော့ယုံကြည်ခြင်းဟာနော်ကျွန်တော်တို့လုံးဝကမှအရင်အရေးကြီးတယ်။ကျွန်တော်တို့ရဲ့အချက်ဝတ်သစားဘလောက်ပဲဝစ်စင်တာဝစ်စင်တာကျွန်တော်တို့စီမှာယုံကြည်ခြင်းအားနည်းနေတယ်၊ညော့နေနေတယ်ဆိုလို့ရှိရင်လည်းရန်သူရဲ့တိုက်ခိုက်ခြင်းကိုခံရနိုင်တယ်။ဒါကြောင့်မို့နေ့ရက်တိုင်းမှာယုံကြည်ခြင်းဆိုတဲ့ ဲ့လွှားကိုလည်းကျမတို့အာယူဆောင်ဖို့ရန်အတွက်အရေးကြီးပါတယ်။နောက်တစ်ချက်ကကျတော့ကဲတင်ချင်းဒီဟူသောတန်ခမောက်လုံးဖြစ်တယ်။နောက်ဆိုတော့တန်ခမောက်လုံးဆိုတာကခေါင်းကိုကွဲကားပေးတာပေါ့နော်။ကျမတို့ရဲ့အတွေးခေါ်အာပြောရမယ်ဆိုတော့မကောင်းမသိတဲ့အရာတွေမှအစပေါ့နော်။ပြောရရင်ဒီဟိုး RNA A1 အစားခဲတယ်နော်။ကောင်းမကောင်းသိကျွမ်းရအပင်ရဲ့ဒီအတွေးခေါ်တဲ့အားလုံးကိုကာကွယ်ပေးမယ်ကဲတင်ချင်းတန်ခမောက်လုံးဖြစ်တယ်။နောက်ကျမတို့မကောင်းမသိတဲ့အရာမတွေးခေါ်စေဖို့နော်သစ္စာရှိစေဖို့ရန်အတွက်နော်ရန်သူပြစ်ပြစ်ထဲလိုက်တဲ့နော်စိတ်တက် ကြရတဲ့အရာတွေတိမ်ငယ်ချင်းတွေတော့ဒီအရာတွေပြည့်တင်ဆွဆွဲတဲ့အရာတွေဒီအရာတွေလက်မခံဘဲနဲ့ဘုရားသခင်ရဲ့စကားနဲ့တော့ကျွန်တော်တို့ကောက်ွယ်ထားဖို့အရေးကြီးတယ်အကြောင်းအနေရတိုင်းမှာကျမတို့ကိုကဲတင်ပေးမယ်ဒီတန်ခမောင်းလုံးဆိုတဲ့အုတ်ထုတ်ကိုလည်းကျမတို့စောင်းထားဖို့ရန်အတွက်လိုအပ်တယ် နောက်ဆုံးတစ်ချက်ကကြတော့နှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်ရဲ့ဓာတ်ဖြစ်တယ်ပေါ့နော်။ကျမတို့နော်လက်နဲ့တွေအားလုံးရှိပြီးရန်သူလာတဲ့အခါမှာကိုယ့်ဘက်ကနေတိုက်စစ်ဆင်ပြီးတော့မှတိုက်ခိုက်ဖို့ရန်အတွက်ဓာတ်မရှိလို့မရအောင်။နော်အဲ့ဒီဓာတ်ကဘာလဲဆိုတော့နှုတ်ကပတ်တော်ဖြစ်တယ်။နှုတ်ကပတ်တော်ကိုနေ့ရက်တိုင်းမှာမှန်မှန်လေးလာဖတ်ရှုပြီးတော့မှဆင်ခြင်နှလုံးသွင်းရမယ်။ဒီအရာကကျမတို့ကိုဝိညာဉ်တော်ရဲ့ဓာတ်အနေနဲ့ရန်သူကိုပြန်ပြီးတော့မှတိုက်ခိုက်နိုင်တဲ့ဓာတ်အနေနဲ့လှုပ်ဆောင်ပေးမှဖြစ်တယ်။နော်နှုတ်ကပတ်တော်ဆိုတဲ့ဒီယေရှုခရစ်တော်ကိုပေါ့နော်ကျမတို့ယုံကြည်ကြိုင်ဆွဲပြီးတော့မှ နော်နှုတ်ကပတ်တော်ကိုဥဆောင်စီတဲ့အခါမှာကျွန်တော်တို့ကဝိညာဉ်ခွန်အားနဲ့ပြေဝပြီးတော့မှရန်သူကိုနော်ပြောရလို့ရှင်ခံစစ်နေနဲ့မဟုတ်ဘူးတိုက်စစ်ပြန်ဖွင့်ပြီးတော့မှသူ့ကိုပြန်လဲတိုက်ခိုက်နိုင်မှာဖြစ်တယ်။ဒါကြောင့်လို့ဒီနေ့ကျွန်တော်တို့နော်ဝိစင်ရမယ်ဝိညာဉ်လက်လက်ဆုံးဟာကိုမျိုးရှိပါတယ်။တခູ່မှခြံဆက်ထားလို့မရပါဘူး။ကျွန်တော်တို့ရဲ့အသက်တာမှာပေါ့နော်နေ့ရက်စဉ်တိုင်းမှာအစဉ်အသင့်အမြဲတမ်းဝိစင်ထားပြီးတော့မှရန်သူကိုအောင်နိုင်စေဖို့ဘုရားသခင်ပေးထားတာဖြစ်တယ်။ဒါကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့မှဒီဝိညာဉ် လက်နက်စုံတွေကိုနေ့ရက်တိုင်းမှာဝစ်ဆင်ထားပါကျမတို့အတွက်အင်မတန်မှအရေးကြီးလို့ဘုရားသခင်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဒုတိယဆုတောင်းရအောင် ။ဘာဖျားသခင်ကိုရောကိုဂျေစုတင်ပါတယ်။ဝိညာဉ်လက်နဲ့ဆောင်ကိုနည်းရဲ့အတိုင်းမှာဝစ်ဆင်ထားရမယ်ဆိုတာကျွန်တော်မသိခဲ့ဘူး။ကိုရောဗျာဒီနေ့မှာထိုအကြောင်းရောက်သီခွင်ရလို့ဂျေစုတော်ကိုချီးမွမ်းတယ်။ကိုရောဗျာဒီနေ့မှာကျွန်တော်ရဲ့အသက်တာထဲမှာကိုရောဗျာပြင်ဆင်ပေးထားသောဝိညာဉ်လက်နဲ့ဆောင်ကိုနည်းရဲ့အတိုင်းမှာယူတင်ဝစ်ဆောင်ထားပါမယ်။ကိုရောဗျာကျွန်တော်အဖို့လုံးကအောင်ချင်းကိုပြင်ဆင်ပေးထားသောလက်နဲ့တွေကိုဒီနေ့မှာသိမှတ်ပါတယ်။ကိုရောဗျာတကယ်ပဲရန်သူလာပြီးတော့မှထဲ့ပေးတဲ့အတွေးခေါ်တွေကိုလည်းကျွန်တော်လုံမြောက်နိုင်စေဖို့ပြန်လည်တိုက်ခိုက်နိုင်စေဖို့ ်ရန်သူရဲ့ပြစ်ခတ်ခြင်းကိုပြန်လဲစီတားနိုင်စေဖို့ဝိညာဉ်တော်အားဖြင့်တကောတော်အားဖြင့်သခင်ဖျားအားဖြင့်ကျွန်တို့ဒီခိုင်ခိုင်ချင်းရှိနိုင်စေဖို့ရန်အတွက်နဲ့ပြန်လဲပြီးတော့မှအာရန်သူကိုတိုက်ခိုက်နိုင်စေဖို့ရန်အတွက်ကိုရောဖျားဒီနေ့မှာကျွန်တို့ကိုဖွင့်ပြတော်သင်လို့ယေရှုတော်ကိုချီးမွမ်းတယ်ကျွန်တို့ရဲ့အသက်တာထဲမှာဆုံးရှုံးခဲ့သောအရာများအတွက်နောင်နာရတယ်ဒီနေ့ကနေစပြီးတော့မှကိုရောဖျားပေးသောဝိညာဉ်လက်လက်ဆောင်ကိုနေရစင်တိုင်းမှာဝစ်စင်ပြီးတော့မှကိုရောဖျားရဲ့နိုင်ငံတော်အဖိုးလို့ငါလှူဆောင်ပါမယ်အချင်းချင်းတို့ဖို့ဆုတောင်းလျက်ဆောင်းလျှောက်ပါမယ်ကျွန်တို့ကိုတာယူဆွဲခေါ်တော်သင်လန်းပြတော်မူပါ ဟာလေလုယာယေရှုတော်ချီးမွမ်းတယ်ကိုရောဖျားပြင်ဆင်ပေးတော်လက်နက်ဆုံးအားဖြင့်ရုပ်သီးရန်သူကိုအောင်းနိုင်တော်သူဖြစ်ကြောင်းဒီနေ့မှာယုံကြည်ဝန်ခံတယ်ယေရှုဖျားနာမောင်မြေပြည့်ပြည့်ဆုတောင်းပါ၏အာမင်